အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနီလီတနီဖြစ်ပါစေဒီနေ့ကနေပြီးတော့စုံမွန်ကောင်းတောင်းပေးအပ်ပါတယ်ဗောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်ဒီနေ့မှာအဲ့ဒါကျွန်တော် Arsenal အသင်းရဲ့ transfer အကြောင်းကိုကျွန်တော်နည်းနည်းလေးဆွေးနွေးမယ်လက်ရှိမှာ Arsenal အသင်း transfer အကြောင်းစီတောက်လျှောက်အများကြီးအများကြီးတက်နေတာကိုတွေ့ရတယ်မို့ပါကျွန်တော်လည်းဒါငလင်းကြောင်းမို့ဒါတပတ်တတီပါဘောလုံးသတင်းမှမတင်ခဲ့ပေးနေတော့ဒါဒီငလင်းသတင်းပဲကျွန်တော်တောက်လျှောက်သင်ခဲ့ကြောင်းမို့ဒါဘောလုံးသတင်းတွေမှာလစ်ဟာသွားတော့အများကြီးအများကြီး ခွန်းလဘောက်ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ Arsenal အသင်းကြောင့်ပြော Arsenal အသင်းမှာလက်ရှိမှာလည်းကျွန်တော်ပြောဖို့လိုတာက၃ပိုင်းရှိတယ်ပထမအဆုံးအပိုင်းနေနဲ့ Arteta ကတော့သူ့ရဲ့ဒါကျွန်တော် press conference မှာသူတို့ဟာ La Mae New Year ဒီမှာငွေ၃ချမ်းမှာဖြစ်ပြီးတော့သူတို့ရဲ့ဒါ exciting ဒါဖြစ်တဲ့ဒါကျွန်တော်တို့အာ exciting အရန်ဖြစ်ဖို့ကောင်းတဲ့ဒါကျွန်တော်တို့ရသက်တဲ့ဘက်ကိုသူတို့အာဟုဒါဗါတယ်ညရာဒီအပြောင်းရွှေ့သူတို့ဖြတ်ကျော်မယ်ဆိုတဲ့ဥစ္စာကို Arteta အတိပြောသွားတဲ့အကြောင်းဒါကိုကျွန်တော်ဒီ daily ပြောမယ် ပြီးရင်တော့လက်ရှိမှာအာစတန်အသင်းအနေနဲ့လာမယ့်နွေရာသီမှာကာယိုဂရက်စ်ကိုခေါ်ဖို့အတွက်သူ့ရဲ့အေဂျင့်အနေနဲ့တရားဝင်ဆွေးနွေးသွားနေတယ်ဆိုတဲ့သတင်းရယ်နောက်ဆုံးသတင်းအနေနဲ့လက်ရှိမှာအာစတန်အသင်းနဲ့ဂေဘရီယယ်ကိုဆုံးရှုံးထားခဲ့ရပြီးမြန်နောက်တန်းတွေကိုလာမယ့်နွေရာသီမှာအသစ်ခေါ်ယူဖို့အတွက်ကြိုးစားသွားမှာမဟုတ်ဘူးဆိုတဲ့သတင်းတွေရယ်ကျွန်တော်တို့အဓိကသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဆုံးသတင်းအနေနဲ့အခုလက်ရှိမှာအာစတန်အသင်းအနေနဲ့လာမယ့်နွေရာသီမှာဒါကျွန်တော်ငွေအများကြီးကိုသုံးသွားဖြစ်ပြီးဒီလိုပုံစံမျိုးတော့အာဒီတာပြောသွားခဲ့တာမဟုတ်ပေမဲ့အာဒီတာပြောသွားတဲ့ပုံစံမျိုးကလာမယ့်နွေရာသီမှာတော့အာစတန်အသင်းကကျွန်တော်တို့စောင်းရသည့်အပြောင်းအရွှေ့မှာတကယ်အိ exciting ဖြစ်တဲ့အပြောင်းအရွှေ့တစ်ခုဖြစ်သွားမယ်ဆိုပြီးပြောထားတယ်။သူ့နဲ့သူမဆောက်နိုင်တော့ဘူးဆိုပြီး तू ကတော့ပြောထားကြတော့တွေ့ရမယ်တဲ့မှာပါ။အဲ့ဒါကဘာကိုပြောချင်တာလဲ။ Our data အနေနဲ့လာမယ့်နေရာဒီမှာကျွန်တော်ကြားအတော့ကတော့ Cronky တို့မိသားစုနဲ့ Andrew Barter နဲ့ပေါင်းပြီးတော့ ပေါင်တန်း200 dd အသုံးပြုခွင့်ပေးသွားမယ်လို့သတင်းတွေထုတ်ပေါ်နေတယ်မှာပါတယ်ပေါင်တန်း200ဆိုတာဒီနေရာမှာဒါကျွန်တော်တို့အသက်တင်အသုံးပြုသွားမှာအသက်ပြင်အသုံးပြုခွင့်ပေးသွားမှာဖြစ်ပြီးတော့သူ့အနေနဲ့ဒါကျွန်တော်တို့ကစားသမားအယောင်ရမယ်ဆိုရင်လည်းအဲကစားသမားအယောင်ကရတဲ့ပတ်စံတွေအကုန်လုံးကိုအသင်းတွေကိုပြန်ထည့်ပေးသွားမှာဖြစ်ပြီးတော့ကစားသမားရောင်းရင်ရောင်းလို့ပဲဒါကျွန်တော်တို့အဓိကဒါ ကစားသမားတွေကိုကျွန်တော်ကကျွန်တော်အသင်းကနေပြီးတော့လှုပ်ပေးသွားနိုင်မယ့်အနေအထားမှာရှိရဆိုပြီးတရင်ထွက်ပေါ်လာအဲ့တော့အာဒီတာတယောက်ကကျွန်တော်လက်ထဲမှာပေါင်တန်းနေရောက်ပြီးဆိုရဲလာမယ့်နွေရာသီမှာဒါသူကိုယ်တိုင်လည်း excited ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရမယ့်တဲ့မှာပါတယ်လာမယ့်နွေရာသီမှာကျွန်တော်အာဒီတာရဲ့အသင်းဖြစ်တဲ့အာစတန်သင်းကဒါကျွန်တော်တို့တိုက်စစ်ကွင်းလေကျွန်တော်နောက်တန်းဒီနေရာမှာလိုအပ်တဲ့နေရာတွေအကုန်လုံးကိုထပ်ပြီးတော့ဖြည့်သွားမှာလို့ဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်အထူးသဖြင့်ဒါလာမယ့်နွေရာသီမှာအာစတန်သင်းနဲ့တိုက်စစ်မှုနေရာအတွက်တော်တော်လေးကိုဒါကျွန်တော်တို့အမ်စိတ်ဝင်စားဖြည့်သွားမယ်ဆိုတဲ့ဥစ္စာတွေကိုတွေ့ရမယ့်တဲ့မှာပါတယ်အဲ့တော့အာဒီတာကိုယ်တိုင်ကလည်းလက်ရှိဒီ ီကိစ္စနဲ့ပတ်သက်ပြီးသူ excited ဖြစ်နေပြီဆိုကြတဲ့ကလာမယ့်နေရာဒီမှာ Arsenal အသင်းပြိတက်တည်နေနဲ့ transfer နဲ့ transfer ရာဒီမှာဒါကျွန်တော် တော်တော်လေးကိုအလွတ်လွတ်မယ်လို့ပြောလို့ရမယ်တယ်မဟုတ်ပါဘူး။ဒီပြတယောက်ကိုယ်တိုင်ကခုလက်ရှိမှာဒါကျွန်တော်အပြောင်းရွှေ့ရာဒီမှာဒါစိတ်လုရှားပွဲအကောင်းနဲ့အပြောင်းရွှေ့ရာဒီဖြစ်မယ်လို့ပြောလိုက်ပြီဆိုကြတဲ့အဲ့ဒီအပြောင်းရွှေ့ရာဒီကတော်တော်လေးကိုစိတ်လုရှားပွဲဖြစ်ဖို့အတွက်ယာဂိုင်နှုံးညများနေတယ်လို့ပြောလို့ရတဲ့အနေဒါတစ်ခုရောက်သွားပြီလို့ပြောလို့ရတယ်။အဲ့တော့လာမယ့်နေရာဒီမှာ Arsenal အသင်းနေနေတာကျွန်တော်တို့ငွေသုံးချမ်းမယ်ဆိုတာကလုံးဝငင်းစရာမလိုဘူး။ဒီငွေသုံးကိုဘယ်လိုမျိုးတွေချမ်းမလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်လို့ပြောပြစေ ေအဲ့တော့ခုနကျွန်တော်ဒါဒုတိယကတ်အနေနဲ့ Kyogress ကိုပြောအဲ့တော့ကျွန်တော်ပြောတော့ပထမဆုံးဒါကျွန်တော်ဗီဒီယိုမှာပြောရမေ့သွားတာ Kyogress တင်မဟုတ်ဘဲနဲ့လက်ရှိမှာ Arsenal အသင်းက Nico Williams ကိုလေဒါကျွန်တော်တို့တရားဝင်ချိတ်ဆက်နေပြီဖြစ်တယ်လို့ကြားသိရတယ်ဒီမှာပါတယ် Nico Williams ကိုတိုင်ကလည်းလက်ရှိမှာ Arsenal အသင်းကိုစိတ်ရိုင်းနေဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်အဲ့တော့ Kyogress အကြောင်းပြောလက်ရှိမှာ Kyo ဒါကျွန်တော် Victor Kyogress ကိုတော့လက်ရှိမှာဒါကျွန်တော် Arsenal အသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ Arteta ကသူ့ရဲ့ agency နဲ့ ကာယိုဂရက်စီရဲ့ agency နဲ့အတူတူပဲဖြစ်တယ်ဆိုတဲ့ဥစားကျွန်တော်တို့ဒါအတိအမှတ်ပြုရမယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်အာတိတာကိုတိုင်ကလည်းတိုက်စစ်မှုဆစ်ဆစ်ကိုလူချင်းနေတဲ့အတွက်ကြောင့်တစ်ဖက်က Alexander Isak ကလည်းဒါတော်တော်လေးကိုဈေးကြီးတဲ့ပမာဏဖြစ်တဲ့ပေါင်တန်း150လောက်ခေါ်ထားတဲ့အတွက်ကြောင့်မလို့တစ်ဖက်ကလည်း Newcastle ကမယောင်းချင်လို့ပါပါတယ် what sorry အဲ့တော့ Arsenal နဲ့ဖြစ်နိုင်တဲ့တိုက်စစ်မှုဘက်ကိုပို့ပြီးရွေ့သွားတယ်လို့ပြောလို့ရရတယ်မှာပါတယ် လက်ရှိမှာ Victor Kyokres နဲ့စာချုပ်ဖြတ်သိမ်းခြင်းမှာ Euro 100တရာရှိတဲ့ပေါင်နဲ့တော်မဆိုပေါင်88တန်းနဲ့88တန်းပတ်ချလဲဝင်းကြရှိတယ်။အဲ့တော့ပေးုံနဲ့နေနဲ့ကျွန်တော်တို့ဒါ Kyokres ကိုရပါဒါပေမဲ့အခုလက်ရှိမှာ Victor Kyokres ကဒီဂျားထဲမှာနာမည်လေးဒါကျွန်တော်တို့ပြောမှာ Branding လေးနည်းနည်းလေးကျသွားတဲ့အတွက်ကြောင့်မို့ Victor Kyokres ကို Comic Club အသင်းအနေနဲ့နည်းနည်းလေးအာရုံပြောင်းသွားခဲ့တယ်။အခုလက်ရှိမှာဒါ Kyokres တယောက်ဂိုးတွေတွင်းနေတာမှတ်ပေမဲ့အရင်တော့လောက်နာမည်ကတော့မထွက်တော့ဘူးဘောနော်။အဲ့တော့ Victor Kyokres ကိုလက်ရှိမှာ Arsenal အသင်းအနေနဲ့ဒါလာမယ့်ညရာဒီမှာခေါ်ဖို့အတွက်တရားဝင်ဆွေးနွေးမှုတွေစတင်ပြီးပြုလုပ်နေတယ် သူ့ရဲ့ agent အနေနဲ့သူ Arsenal သင်းရဲ့ဒါကျွန်တော်တို့ agent တွေကလည်းဒါကျွန်တော် Andrea Barta ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့စတင်ဆွေးနွေးနေပြီဆိုတော့ Kola ဟာလာတဲ့နေ့ဒေါ်ရှော့တက်ပေါ်နေတွေ့ရမယ်တော့မှာပါအဲ့တော့ Kyle Crest ကို Arsenal သင်းနေတာကတော့စာချုပ်ဖြတ်သိမ်းခြင်းဖြစ်တယ်ဒါပေါင်88တန်းလောက်ကိုပေးဖို့အတွက်တော့အစီအစဉ်မရှိဘူးသူတို့တွေနေ Kyle Crest ကို Arsenal သင်းဘက်ကနေပေါင်တန်း60နဲ့တန်း80ကြားသားဈေးသတ်မှတ်ထားပြီးတော့ United မှာဆိုရင် Euro 85တန်းလောက်ဈေးသတ်မှတ်ထားတယ်တော့မှာပါအဲ့တော့စာချုပ်ဖြတ်သိမ်းခြင်းတဲ့15တန်းနဲ့တန်း80လောက်နေတဲ့ဈေးတစ်ခုနဲ့ Arsenal သင်းလူချင်းနေအဲ့တော့လက်ရှိမှာ Sporting သင်းနေ Victor Kyle Crest ကိုဒီလောက် နဲ့လွတ်သွားနေလားအဖြေက yes ပါလက်ရှိမှာဒါ sporting team နဲ့လာမယ့် new year ဒီမှာတို့တို့အတွက်ကကစားသမားဝယ်ယူမှုတွေပြုလုပ်ရမယ့်အတွက်ကြောင့်မလို့ Victor Kyogres ကိုလည်းရောင်းသွားဖို့အတွက်ပြင်ဆင်နေတယ်။အာဆိုအသင်းကလက်ရှိမှာ Kyogres ရဲ့သွားဖို့အတွက်အဖြစ်နိုင်ဆုံးနေရာတွေကတစ်ခုဖြစ်တယ်လို့ဒါကျွန်တော်တို့လက်ရှိမှာ Austin ကလည်းဆိုထားရတယ်မှာပါတယ်။ အာဆနယ်နဲ့ဒီနားမှာလည်းရက်နေမှာမဟုတ်ပဲနဲ့ကျွန်တော်လက်ရှိဒီတိုက်စစ်နေရာအတွက်လည်းဒါနီကိုဝီလျံဆိုတဲ့တရားဝင်ချိတ်ဆက်နေပြီဖြစ်တယ်ဆိုပြီးတော့ဒါ transfer market ရဲ့ဒါကျွန်တော်တို့သတင်းဌာနကနေပြီးပြောလာတာတွေ့အောင် transfer market ဒါကျွန်တော်တို့ပြောရမယ်ဆိုသတင်းတွေရဆိုနည်းနည်းလေးတော့ TIA နိုင်မယ်နီကိုဝီလျံကိုတရားဝင်ဆွေးနွေးတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေပြီဖြစ်တယ်လို့ပဲပြောပြရစီအဲ့တော့နီကိုဝီလျံစရောက်ကဘလို့နေလဲအဲ့တော့လက်ရှိမှာနီကိုဝီလျံစာချုပ်ဖြတ်သိမ်းခြင်းကယူရို55သန်းပဲရှိတယ်ပေါင်အားဖြစ်တော့မယ်ဆိုပေါင်သန်း40နဲ့38သန်းပတ်ချာလဲဝင်းညင်ရပဲရှိရတော့ကြောင့်မို့ဒါ Comet Club တွေကလွယ်လွယ်ကူကူခေါ်လို့ရမယ်နေတာ ာမှရှိတယ်အဲ့တော့ Nico Williams တယောက်ဒါကျွန်တော်တို့အခုလက်ရှိမှာဒါကျွန်တော်တို့ Nico Williams အခုလက်ရှိမှာဒါကျွန်တော်တို့အမ်ဘယ်အသင်းကိုသွားမလဲဆိုတော့သူ့ရဲ့လုခလာစားပေါ်အများကြီးမူတည်လို့မြင်တယ် Arsenal သင်းကအခုလက်ရှိမှာ Nico Williams ကိုစိတ်ဝင်စားနေတယ်ဆိုတာတရားရဂိုင်းလုံးအရာမှန်တယ်ဆိုပေမဲ့ Nico Williams နဲ့အခုလက်ရှိမှာ Barcelona သင်းလည်းစိတ်ဝင်စားနေတယ်စိတ်ဝင်စားတဲ့ club တွေကတော်တော်လေးကိုများနေတယ် တို့ပေမဲ့တော့ညာလေဒါကျွန်တော်သူ့ရဲ့အဓိကပြဿနာကစာချုပ်ဖျက်သိမ်းခြင်းလည်းမဟုတ်ဘူးသူ့ရဲ့ပြဿနာလည်းသူ့ရဲ့ attitude လည်းမဟုတ်ဘူးသူ့ရဲ့ကစားပုံလည်းမဟုတ်ဘူးပြဿနာသူ့ရဲ့သူနဲ့သူ့ရဲ့ agent ကြီးရဲ့ဒါတတ်မှတ်ထားရဲ့သူ့ရဲ့လောက်ခလာစားကတော်တော်ကြီးကိုဒါဈေးမြောက်လွန်းတဲ့အနေထားဖြစ်တယ်ဘာလို့လဲလက်ရှိမှာသူ့ရဲ့ agent နဲ့သူနဲ့ကဒါကျွန်မမက်ရဘာဆိုးစတဲ့ကသူတို့ကိုခေါ်ဖို့အတွက်မနစ်ကကြိုးစားတဲ့အချိန်မှာတပတ်လောက်ခလာစားယူရို3သိန်းခွဲတောင်းခဲ့တာဖြစ်ပြီး ပေါင်တော့မှဆိုပေါင်3သိန်းလောက်နေနေတောင်းခဲ့တယ်ဖြစ်တယ်လက်ရှိမှာဒါအာဆောသင်းမှာစာကာလူကစားသမားမျိုးတော်မှာ3သိန်းလောက်ရတဲ့အနေဒါတစ်ခုမှာနီကိုဝီလီယံအာဆောသင်းက3သိန်းလောက်ပေးဖို့အတွက်လုံးဝအဆင်သင့်ဖြစ်နေမှာမထင်ဘူးကျွန်တော်အနေနဲ့အဲ့တော့အာဆောသင်းရဲ့ဒီနေရာမှာဒါကျွန်တော်တပတ်လောက်ခလာတော့2သိန်း2သိန်း2000ပေါင်နဲ့ဆိုယူရိုနဲ့ဆို2သိန်းခွဲလောက်ထိသူတို့ဆင်းပေးနိုင်မယ်ဆိုရင်တော့မဆိုဘူးဒါပေမဲ့အဲ့ဒါတော့မှအရန်များနေတယ်လူမြင်တယ်နီကိုဝီလီယံအနေနဲ့အခုလက်ရှိမှာတပတ်လောက်ခပေါင်2သိန်း2000ဆိုတဲ့ဥစ္စာတော်တော်လေးကိုများနေတယ်သူကျွန်တော်ပါဆန်မယ်ဒါပေမဲ့အာဆောသင်းကဒီလောက်ထိသူကတော့ပေးဖို့အတွက် ready ဖြစ်နေပြီးသားပေါ့နော်အဲ့လက်ရှိမှာနီကိုဝီလီယံနဲ့ကဒါကျွန်တော်ဆိုတော့အသိ င်းနဲ့တင်းညဘာမှတိတ်ပြောစရာမလိုဘူးလို့မြင်တယ်။ဘီဘာဟူကစာချုပ်ဖြတ်သိမ်းခြင်းပြေးလိုက်ရုံနဲ့ရတယ်။ဒါပေမဲ့အဓိက sorry ပါအဓိကဘာဖြစ်လဲဆိုတော့လက်ရှိအာဆိုတင်းနဲ့ဒါနီကိုဝီလီယံတောင်းနဲ့လုခလာစာကိုပြီးနိုင်ပါမလားဆိုတော့ပြီးနိုင်မှာပြီးတော့ပြီးနေတယ်ဒါပေမဲ့ပြီးမလားဒါကိုကျွန်တော်တို့ချက်တော့စောင့်ကြည့်ရမှာတော့ပါတယ်။နောက်ဆုံးသတင်းတစ်ခုနေနဲ့အခုလက်ရှိမှာအာဆိုတင်းနဲ့သူတို့ရဲ့ cancel ပိုင်းမှာဒါ Gabriel တယောက်ဒဏ်ရာရသွားခဲ့ပေမဲ့လာမယ့်နေရာဒီမှာတော့ cancel ban ကိုဖြစ်တင်းဖို့အတွက်လုံးဝစဉ်းစားသွားမှာမဟုတ်ဘူးလို့သိရတယ်မှာပါတယ်အဓိကနေရာမှာဒါကျွန်တော်ကွင်းလယ်ပိုင်း DM မြန်မာ Zubimendi လို့လူကစားသမားမျိုးဖြစ်တင်းသွားမှာဖြစ်ပြီးတိုက်ဆက်မှုတွေပဲအဓိကသွားမှာဖြစ်တယ်လို့ကြားသိရတယ်မှာပါအဲ့တော့အာဆိုသင်းတဲ့ဒါ Gibrio တယောက်ဒါကျွန်တော် hamstring တန်ရာကြောင့်တကောင်ကျွတ်တန်ရာကြောင့်မို့ဒါကျွန်တော်လေးပတ်နဲ့6ပတ်ကြာနားမှာတည်ကြတယ်ဒါပေမဲ့လက်ရှိမှာအာဆိုသင်းကသူတို့အနေနဲ့အခုလက်ရှိ cancel ban မှာ Kiwi Yoga ကလည်းဒါကျွန်တော်တို့ရေရှည်အရာအသင်းမှာဒါ cancel ကစားသမားဒါ substitute ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုတော့ Kiwi Yoga ကသူကကစားခြင်းလိုချင်တယ်ကစားခြင်းလိုချင် ပင် kiwi ရောအခုလက်ရှိမှာ AC Milan ရော Inter Milan ရောစိတ်ဝင်စားတဲ့ကြောင့်မို့အကယ်၍ kiwi ရောသာထွက်သွားခဲ့မယ်ဆိုရင်တော့ဒီမေကွန်းကအပြည့်အပြည့်တစ်ခုအနေနဲ့ပြောင်းလဲသွားနိုင်တယ်နေထားမှာရှိတယ်။ဒါပေမဲ့လက်ရှိမှာတော့ Arsenal အသင်းအနေနဲ့သူတို့ရဲ့ခန်းစစ်ကစားသမားဘယ်ကစားသမားမှမထွက်ဘူးဆိုရင်တော့ကစားသမားတွေဝယ်ယူဖို့တော့လုံးဝစဉ်းစားတော့မှာမဟုတ်ဘဲနဲ့တိုက်စစ်မှုတွေနဲ့ဒါကွင်းလယ်ကစားသမားတွေကိုဒါခေါ်ယူဖို့တော့ပြင်ဆင်သွားမှာဖြစ်တယ်။လက်ရှိမှာဒါ Arsenal အသင်းနဲ့သူတို့ရဲ့ကျွန်တော်တို့ Sea Department ကိုလည်းအယုံကြည်အပြည့်ဝရှိပြီး Saliba Gabriel ကိုလာမယ့်နေရာဒီတဲ့လုံးဝ100% fully fit ဖြစ်နေမယ်လို့သူတို့ကသူတို့ယုံကြည်ထားတဲ့တဲ့မှာပါတယ်ဆို တဲ့ဥစ္စာတွေကိုလည်းကျွန်တော်တို့ဖတ်မိရတဲ့နေရာမှာပါပါတယ်အဲ့တော့မြည်သွပင်စူစီကမှအခုလက်ရှိနောက်ဆုံးရသတင်းတွေရဆိုတော့အာဆိုသင်းတွေကတော့လာမယ့်နေရာဒီမှာတိုက်စစ်မှုတွေနဲ့ကွင်းရဲ့ဘိုင်းဖြစ်တင်းမှုတွေကိုသာပြုလုပ်သွားမှာဖြစ်ပြီးတော့ခံစင်မှုတွေကိုတော့လာမယ့်နေရာဒီမှာဝယ်သွားမှာမဟုတ်ဘူးလို့ကြားသိရတဲ့နေရာမှာပါတယ်အာဆိုသင်းကဒီနေ့မှာဒါဒီအာဆိုသင်းတွေကဒီနေ့မှာတလောက်ပဲအာဆိုပိတ်တဲ့နေရာကျတော့သတင်းတွေနည်းနည်းလေးလေးသွားရင်တော့ခွင့်လွှတ်ပြီးပါပြောချင်ပါတယ်တလောက်ပါပဲ follow ပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုနဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပအောင်ကွန်ဂျီ တွေ့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဘုရား။အောက်က comment တွေထဲမှာလည်း youth for media 3.0နဲ့ TV for you တွေလည်းလေးတွေကိုထည့်ပေးထားခြင်းကြောင့်မဆော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe တွေပြုကျွန်တော်အားပေးလို့ရပါရဲ့။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများလေးကလစ်မှာမမြင်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြူလို့ပါတယ်။ကောင်းမွန်သောနေ့လေးတွေဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AACC တွေ့ကြတာပေါ့။အားလုံးမကြူလို့ပါတယ်။မြန်မာလေးကလစ်ပေးကြပါအောင်။အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့ကူညီပေးနေတဲ့ဒါကျွန်တော်ကလင်းမှာလည်းကူညီပေးနေညီကူမောင်မတစ်ယောက်ချင်းစီတိုင်းကိုလည်းအများ ားအများကြီးကျူးဒီမှာလေကျော်ဒီညံကနေပြီးတော့ပြောကြပါရစေဗျအားလုံးကျူးဒီမှာလေကောင်းမွန်တော်နေနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ညောင်မှာ AC တွေ့ကြတာပေါ့ဒေးပါဗျ